ဇာလာရီသားသမီးများတို့2025ခုနှစ်ဒီဇင်ဘာလ12ရက်ပိုင်းတွင်ကံကြမ္မာစိုးကောင်းနှင့်တလားစာဆောင်းရန်ရှောင်းရန်များကိုဖတ်ကြားပေးသွားမှာဖြစ်ပါတယ်။ဇာလာရီသားသမီးမိတ်ဆွေတို့ရဲ့ကံစားတာဟာအကောင်းနဲ့ဆိုးဒွန်တွဲနေသောလာတလားပဲဖြစ်ပါတယ်။ပါကိစ္စကိုမဆိုလောက်တော်မယ်ဆိုရင်ဖြစ်ချင်တာထက်ဖြစ်တင်တာကိုပဲဦးစားပေးဆောင်ရွက်တင်ပါတယ် အလောက်ကိုင်းကိစ္စလေးတွေမှာဗျာများစရာအကြောင်းကိစ္စတွေနဲ့ကြုံရမယ်မိမိရဲ့လုပ်ငန်းဝင်မှာတာဝန်နှစ်ခုကိုပူးတွဲပြီးလုပ်ရပြီးတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတတ်ပါတယ်စိတ်ရှုပ်ထွေးစရာကိစ္စများလည်းတစ်ခုပြီးတစ်ခုကြုံတွေ့ရပြီးမှမိမိရဲ့ရည်မှန်းချက်ရည်ရွယ်ချက်များထားမြောက်အောင်မြင်မယ်ရဲဝေးနဲ့ချိတ်ဆက်လုပ်ကံရသောစီးပွားရေးလုပ်ငန်းတွေမှာခက်ခဲတွေကြုံရမယ်အင်္ဂါနံလုပ်ငန်းတနင်္လာနံလုပ်ငန်းလောက်ကင်နေတဲ့သူတွေ ဒီစတနလာပိုင်းတလားတာမှာအဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တတိထားပြီးတော့လောက်ကင်တင်ပါတယ်ကျွန်တော်ရဲ့ကြာသာပရိသသမီးမိတ်ဆွေတို့အနေနဲ့ဒီတလားတာမှာအာမခံပေးခြင်းစက်တူလုပ်ခြင်းမျိုးတွေရှောင်ရှားတင်ပါတယ်မိတ်ဆွေတို့အနေနဲ့ငွေကန်အားကောင်းနေမယ်ငွေဇက်တိုင်းဝင်မဲ့အကြောင်းကိစ္စတွေနဲ့ကြုံရမယ်မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးနဲ့ပတ်သက်တဲ့အပူချုပ်ဒီစတနလာပိုင်းတလားတာမှာပြည်လည်မှုတွေရရှိပြီးတော့မမျော်လင့်ပဲနဲ့ထီချဲပါ ောက်ကိန်းနေနဲ့လေကြုံရတတ်ပါလေချစ်သူစီမဝမ်းသာစရာပျော်ရွှင်စရာတရင်ကောင်းများကြားရမယ်ချစ်ခွင်ပန်ထားသောသူများအပြေကောင်းလဲရရှိမယ် ခြေတုံနှုတ်မမျော်လင်းမဲနဲ့ခရီးတစ်ခုအတူတူသွားရတတ်ပါလေအိမ်ောင်ရှင်များနှစ်ဖက်မိသားစုတိုင်းဝိုင်းများကြောင့်စိတ်ညစ်ရမယ်ကြီးကြီးမားမားမဟုတ်တဲ့အကြောင်းကိစ္စကနေပြီးတော့ပြဿနာကြီးထွားသွားတတ်ပြီးတော့ညှိနှိုင်းမရရင်ကြားဆေး၍မရစရာအကြောင်းကိစ္စတွေနဲ့လည်းကြုံရတတ်ပါလေကြာသာပရိသတ်သမီးမိတ်ဆွေတွေမိကောင်းဆွေကောင်းတွေနဲ့တွေ့ရမယ်မထင်မှတ်ထားတဲ့အကူအညီချို့ရရှိမယ်မိမိရဲ့ပန်းဝင်ခြင်းမှာရှေ့တစ်မျိုးကွဲရာတစ်မျိုးလူအချို့ကြောင့်စိတ် ိမ့်ညစ်စရာအကြောင်းကိစ္စများနဲ့လည်းကြုံရတတ်ပါတယ် ပညာရေးကံအသင်းတင်နေမယ်ခက်ခဲကြီးအခက်ခဲကြမှာရီမန်းဂျပန်နိုင်ကို ရောက်ရှိပြီးတော့လက်စာတယံရှိသောတင်နန်းကိစ္စပြတ်တောက်နေသောခုနကဒီကြောင်းနဲ့ပတ်သက်ပြီးတော့ရန်နာထားတဲ့ကိစ္စလေးတွေရှိတယ်ဆိုရင်ဂျာနာရီသားသမီးမိတ်ဆွေတို့အနေနဲ့ကြောင်းပြန်တက်ဖို့အခွင့်အလမ်းကိစ္စလေးတွေပေါ်လာတာမျိုးလေးတွေအခွင့်ကောင်းနဲ့ကြုံရတာမျိုးလေးတွေကြုံရမယ်တလားဒါပဲဖြစ်ပါတယ် ကျမ်းမာရေးနေနဲ့အာယုံကြောအာနေခြင်းနှလုံးအာနေခြင်းအာရင်ကုန်ခန်းသလိုခံစားရခြင်းအစာမချေအစာရင်ယောဂဝေဒနာလေးတွေခံစားရတတ်ပါလေကျွန်တော်ရဲ့ကြာသာရီသားသမီးမိတ်ဆွေတွေဒီ၁၂လပိုင်းတလားတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အစဉ်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်မိဆွေတို့အနေနဲ့အစဉ်ပြေတော်သူတဦးကိုချောကလက်တော့မဟုတ်ငှက်ပြောကြော်လက်ဆောင်ပေးပြီးတော့မိဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေအစဉ်ပြေစေဖို့လက်လာပါတွေရှင်လန်းဖို့ဒါစူးတောင်းပြီးတော့လက်ဆောင်ပေးရင်စူးတောင်းရမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့ကြာသာရီသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်12ရက်20ရက်20နဲ့8ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကို ဆောင်ရွက်မယ်ဆိုလို့ရှိရင်အစအစအရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် ကျွန်တော်ရဲ့ဇာတာမီးသားသမီးမိတ်ဆွေတို့အရေးကြီးကိစ္စမှန်သမျှကိုတွားရောက်ရန် ရှိတယ်ဆိုလို့ရှိရင်၄ရက်၁၇ရက်၁၈ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုရှောင်ရှားတင်ပါတယ်ကြာသာရင်းသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စမှန်သမျှကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝတ်အစားပစ္စည်းတွေမှာအဖြူရောင်အဝါရောင်ငွေရောင်ရွှေရောင်ပါသော လက်ကြီးကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝိစင်တင်ပါတယ်ထီဝါသနာပါလို့မိဆွေတို့အနေနဲ့ထီကန်စမ်းမယ်ဆိုလို့ရှိရင်မိဆွေတို့ရဲ့ထီနံပါတ်မှာနှစ်စာလေးစုံပါတော့ထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်စမ်းတင်ပါတယ်ကျွန်တော်ရဲ့ကြာသာရိသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလားတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမူကောင်းတတ်တတ်ကောင်းအောင်ဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့မွေးနေ့မနက်၈နာရီတိတိမှာပေါင်မုံပေါ်မှာနိုးစမ်းထားတဲ့ပေါင်မုံနိုးစမ်းတပွဲလှူဒန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲကိစ္စတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့ဒါစူးတောင်းပြီးတော့လှူဒန်းပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ကြာနာရိသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလတာမှာအဆိုးဥသမျှဝေးလွှင့်ပါစေ၊ကံကောင်းခြင်းမင်္ဂလာပြပါနဲ့ပြည့်စုံပါစေ။လောက်သမျှ၊ကိုင်းသမျှ၊ကြံစီသမျှ၊တွေးတော်သမျှတွေအကုန်လုံးအောင်မြင်ပါစ ေးလို့ကျွန်တော်စူတောင်းမြတ်တာပို့သားရင်ကျွန်တော်ရဲ့ဂျာသာပရိသသမီးမိတ်ဆွေတွေအားလုံးတို့တလားစာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်